မတိလာမျိုးကစတင်လိုက်တဲ့အကြမ်းဖက်မှုတွေကတခြားဒေသတွေကိုကူးဆက်ပြန့်နှံ့နေပါတယ်။အစ္စလာမ်တာနာယေးကောင်စီရဲ့တွဲဘက်အတွင်းမှုချုပ်ဦးဝနရွှေကတော့အကြမ်းဖက်မှုတွေကိုအစိုးရအနေနဲ့ထိထိရောက်တားဆီးနိုင်ဖို့လိုအပ်ပြီးတော့တရားဥပဒေစိုးမိုးမှုရှိအောင်လို့လှုံ့ဆော်ဖို့လိုတယ်။နောက်လူမျိုးဘာသာမရွေးတရားဥပဒေအတိုင်းဒဏ်ထူညီမျှမှုရှိဖို့လိုအပ်တယ်ဆိုပြီးတော့ပြောဆိုပါတယ်။ဒီပြိပက်ကဖြစ်လာရင်ဥပဒေနဲ့အညီပေါ့နော်။ဥပဒေရဲ့အမြင်အတိုင်းပဲလူမျိုးဘာသာကြားမှလိန်ခွဲခြားခြင်းမရှိဘဲနဲ့ ဥပဒေကျူးလွန်သူနဲ့ဥပဒေပေါင်းအတွင်းနေထိုင်သူကိုပြတ်ပြတ်သားသားခွဲခြားပြီးတော့တက်ဆိုင်ရာတာဝန်ရှိအစိုးရကဥပဒေဘက်မှနေတဲ့သူကိုဘယ်လူမျိုးဘယ်ဘာသာဟုမဆိုလုံခြုံမှုပေးပြီးဥပဒေကျူးလွန်တဲ့သူကိုဘယ်လူမျိုးဘယ်ဘာသာမဆိုကျူးလွန်တာနဲ့တိတိကျကျအရေးယူပေးစေခြင်းနဲ့ဒါကျွန်တော်တို့နှိုးဆော်ခြင်းတစ်မျိုးပါပဲမိထီလာမှာကြမ်းဖက်မှုတွေညင်သက်ဆပြုလာပေမဲ့ဒီလူပေါင်းထောင်နဲ့ချီပြီးတော့အသက်အိုးရင်စီစဉ်ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့ပြီးအခုတခြားနေရာတွေကိုကူးဆက်နေတဲ့ဆိုတဲ့သတင်းတွေက အထိကယုံတဲ့ကြံဖတ်မှုတွေကိုအစိုးရဘက်ကထိထိရရအေးအေးလှုပ်ဆောင်နိုင်မှုအားနည်းနေတယ်ဆိုတာကိုပြနေတယ်ဆိုပြီးတော့ဥက္ကနာရွှေကပြောပါတယ်တက်ဆိုင်ကကတားဆီးတယ်ဆိုတဲ့အပိုင်းမှာတိတိကျကျနဲ့ပွန့်ပွန့်လင်းလင်းပြောရရင်လုံလောက်တဲ့တားဆီးမှုမျိုးမရှိလို့ကျွန်တော်တို့အပြည့်စည်အဆုံးရှုံးများရတယ်လို့ယူဆပါတယ်နောက်ပြီးတော့ဒီဖြစ်စဉ်မှာကြည့်မယ်ဆိုရင်မိထီလာမှာဖြစ်တယ်နောက်ခါဘကူအနောက်ချမ်းမှာတနေ့ကိုနှမျိုးနှုံးလောက်ဖြစ်တယ်ဒီနေ့နှမျိုးဖြစ်ပြီးနောက်နေ့နှမျိုးဖြစ်တယ်နောက်နေ့နှမျိုးဖြစ်တယ်နောက်နေ့နှမျိုးဖြစ်တယ် ဒီလိုရုပ်တရက်ထဖြစ်တာကိုကျွန်တော်တို့နားလည်ပြီးနိုင်ပါတယ်သို့တော့အချိန်ကာလကြာလာတယ်မြို့တွေများလာတယ်ပျက်စီးတဲ့ဗလီဝကြောင်းတော်များလာတယ်ဖြက်စီးခံရတဲ့အိုးအိမ်တွေများလာတယ်ဆိုရင်ဒါလုံခြုံရေးပိုင်းကထိထိရောက်ရောက်တာဝန်ယူဆောင်ရွက်ဖို့အတွက်လိုအပ်နေရလို့ယူဆတဲ့အတွက်ကျွန်တော်တို့ဆိုလိုခြင်းဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်တုန်းကရခိုင်ပြည်နယ်အတွင်းမှာရွင်းဆန်းခတ်တိုက်ခိုက်မှုတွေပေါ်ပေါက်ခဲ့ပြီးတဲ့နောက်ပိုင်းအခုဒီမက်တီလာမြို့မှာအစိုးဆုံးကြမ်းဖက်မှုတွေကြုံခဲ့ရတာပါ အကျမ်းဖတ်မှုတွေဟာဗုဒ္ဓဘာသာနဲ့အစ္စလမ်ဘာသာနှစ်ခုထိတ်တိုက်တွေ့တာမဟုတ်ဘဲနဲ့အကျမ်းဖတ်သမားတချို့ကြောင့်ဖြစ်ရတာဆိုပြီးတော့ဥနာရွှေကပြောပါတယ်ကျွန်တော်တို့ပြည်တွင်းကကျွန်တော်တို့ဘာသာဝင်တွေကိုရောနိုင်ငံသားမှာရှိတဲ့ကျွန်တော်တို့ဘာသာတူတွေကိုရောတကဘာလုံးကိုပေါ့သိစေချင်တာအခုဒီဖြစ်နေတဲ့ကိစ္စကဗုဒ္ဓဘာသာနဲ့အစ္စလမ်ဘာသာဘာသာရေးအရနှစ်ဖက်ထိတ်တိုက်တွေ့တဲ့ကိစ္စမျိုးလို့ကျွန်တော်တို့မယူဆပါဘူး။ဘာဖြစ်လို့ပြောလဲဆိုတော့ဘုရားဘာသာနဲ့အစ္စလာမ်သာသနာကျွန်တော်တို့ဒီနိုင်ငံမှာနှစ် ပေါင်းများစွာလက်တွဲပြီးအတူတူကနေခဲ့ပါတယ်ကျွန်တော်တို့ကိုစာသင်ပေးတဲ့ဆရာမတွေဗုဒ္ဓဘာသာပါကျွန်တော်တို့ကိုမိခင်ဝန်ကမွေးဖွားပေးတဲ့ပုံမျိုးသမီးများဟာဗုဒ္ဓဘာသာအမျိုးသမီးများပါပဲကျွန်တော်တို့အခုတက်တိဆောင်းလျှောက်လည်းရှိပါတယ်ဗုဒ္ဓဘာသာတွေကနေပြီးတော့လှုံ့ဆော်မှုကြောင့်အချို့နိုင်ငံရေးပြောကရှိမယ်တချို့ပစ္စည်းလိုချင်တဲ့တောချောင်တွေရှိမယ်ဒီလူတွေကလောက်တာပါဗုဒ္ဓသာသနာနဲ့မပတ်သက်ဘူးလို့ကျွန်တော်ယူဆပါတယ် ဘာသာရေးကိုအခုလုံးလုပ်ပြီးတော့အခွင့်အရေးလိုချင်တဲ့အုပ်စုတစ်စုကဒီအကြမ်းဖက်လို့ရတွေကိုဖန်တီးနေပြီးတော့ဒါဟာနိုင်ငံအတွက်သိက္ကူအနေနဲ့ရှိတယ်ဆိုပြီးတော့အစ္စလမ်တာလာရေးကောင်စီရဲ့ဒီတွဲဘက်တွင်းမှုချုပ်ဦးနာရှူက view ကိုပြောပါရတယ်